ကျောင်းသူမလေးတယောက်ကိုသူ့မိန်းကလေးတဲ့တစုကနော်တယောက်ချင်းတယောက်ချင်းကိုစီအားပါးရိုက်ပြီးနှိပ်စက်နေတာကဲမြောင်းမြမြောင်းမြကဒီကျောင်းအုပ်ဆရာမကြီးလားထီထီရောက်ရောက်အေးအေးယူပေးပါလောလောကူကူနဲ့ပြီးသွားတဲ့ကိစ္စမျိုးဆိုရင်လက်မခံဘူးကျွန်တော်အိုက်ကောင်မလေးရဲ့မိသားစုဝင်တွေဆက်သွယ်မယ်ကျွန်တော်ကိုယ်တိုင်ဘလောက်ကုန်ကြကုန်ကြကျွန်တော်အမှုဖွင့်မယ်အေးအေးယူမယ်နော် TikTok ဖိုင်မဲ့ဖြစ်ဖြစ်နော်ဘယ်ဘာပဲတွေ့တွေ့တွေ့တဲ့ group တွေကနေကျွန်တော်ဆက်သွယ်လာပေးပါအဲထီထီရောက်ရောက်အေးအေးယူပေးပါနော် အားလုံးမင်္ဂလာပါမိုးရဲ့ channel လေးရရင်ကြိုဆိုလိုက်ပါရစေမိုးတီနဲ့တစပ်ပြီးကျင်တဲ့ဗီဒီယိုလေးရတော့အရင်လည်းအရေးကြီးတဲ့ line ပေါ်မှာလည်းကရက်ထနေတဲ့ဒီ ARV တက်များများအထက်ခါကြောက်ကကျောင်းသူတွေအုပ်စုဖွဲ့ပိုက်ရခဲ့တာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်တောင်ရှိတဲ့သူတွေနဲ့ဆရာဆရာမတွေကအရေးယူခြင်းမရှိသေးလို့ပေါ့နော်ဒီအကူကနေပြီးတော့ဒီနှစ်နာသူပကနေပြီးတော့တရားရှင်ဆိုင်ပြမယ်ဆိုပြီးတော့ပြပြလာတဲ့ဗီဒီယိုလေးကိုတစပ်ပြီးမှာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ပြည့်စုံပါတယ်ပေါ့နော်အရင်လည်းဝမ်းသာစရာတဲ့တဲ့ပုံပဲဖြစ်ပါတယ်ကြည့်တဲ့မျိုးတွေလည်းပုံစံတင်ကစားရအောင်ပြန်လဲမြောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြရအောင်နော် ကဲကျွန်တော်အခုဒီအပေါ်ကနော်အပေါ်ကဒီဖိုတိုလေးကိုပေါ့နော်ဒီပုံလေးတွေကို TikTok မှာတွေရော Facebook မှာတွေရောအကုန်လုံးဒီပြန့်နှံ့နေတယ်ပေါ့နော်အဲဘာလဲဆိုတော့ဒီចောင်းသူမလေးတယောက်ကိုနော်အာចောင်းသူမိန်းကလေးတွေတစုကနော်တယောက်ချင်းတယောက်ချင်းကိုစီအားပါးရိုက်ပြီးနှိပ်စက်နေတာဒါသူတို့ရဲ့မူရင်းပြဿနာကဘလို့ပဲဖြစ်ဖြစ်ဘလို့ကိစ္စပဲဖြစ်ဖြစ်ဒါ ဆရာမတွေနဲ့တိုင်လို့ရတယ်ကျောင်းဆရာကြီးနဲ့လည်းတိုင်လို့ရတဲ့ကိစ္စတွေအဲဝိုင်းမီเนาะအဲအပြန်မှာဝိုင်းမီနှိပ်ဆက်တဲ့ပြဿနာကเนาะအဲအဲ့ဒါဘလို့မှမဖြစ်နိုင်ဘူးဒီလိုနှိမ့်ဆက်တာမျိုးမခံဘူးเนาะအဲ့ဒါကိုကဲမြောင်းမြမြောင်းမြကဒီကြောင်းအုပ်ဆရာမကြီးလားကြောင်းအုပ်ဆရာလားเนาะအဲထီထီရောက်ရောက်အရေးယူပေးပါထီထီရောက်ရောက်အရေးယူပေးပါအဲမြင်ရတွေ့ရတာအဆင်မပြေဘူးဗျာเนาะ နော်ယောက်ျားလေးတွေလဲចောင်းသားတစ်တိုက်တွေလဲထိုးချိတ်တာတွေတွေ့တယ်ခဏခဏနော်ဒီဟာဒီအခုကမိန်းကလေးတွေနော်ဖြစ်တဲ့ပြဿနာတစ်ခုကမခံနိုင်ဘူးနော်ဘလူပဲဖြစ်ဖြစ်ပါဒါပေမဲ့ဒါចောင်းကျောင်းတိုင်းကျောင်းတိုင်းဘယ်တိုင်းဒေတာပဲဖြစ်ဖြစ်ကျောင်းတိုင်းကျောင်းတိုင်းရတာကျောင်းအုပ်ဆရာကြီးမိုင်းနဲ့လည်းဆိုင်နေကျောင်းအုပ်ဆရာတွေနဲ့လည်းဆိုင်နေအတန်းပိုင်ဆရာမတွေနဲ့အတန်းပိုင်ဆရာတွေနဲ့လည်းဆိုင်နေเนาะအဲ့ဒီပြဿနာကိုထိထိရောက်ရောက်အရေးယူပေးပါဒါအေယာဝီတိုင်းသားเนาะကျွန်တော်လည်းအေယာဝီတိုင်းသားပဲမခံနိုင်ဘူးထိထိရောက်ရောက် เนาะย้ายနှိပ်ဆက်တဲ့เนาะမိသားစုတွေမိဘတွေကိုလည်းခေါ်တွေ့ပါထိထိရောက်ရောက်အေးအေးယူပေးပါကျွန်တော် ID မြောင်းမြအထကเนาะဒီလေးရဲ့မိသားစုဝင်တွေကိုလည်းဆက်သွယ်လုပ်မယ်เนาะအဲတည်ရတဲ့အဖြစ်တစ်ခုเนาะအဲအဲ့လိုမျိုးကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့เนาะအဲလောလောကူကူနဲ့ပြီးသွားတဲ့ကိစ္စမျိုးဆိုရင်လက်မခံဘူးကျွန်တော်အိုက်ကောင်မလေးရဲ့မိသားစုဝင်တွေကိုဆက်သွယ်မယ်ကျွန်တော်ကိုယ်တိုင် အအမှုဝင်မယ်ဘလောက်ကုန်ကြကုန်ကြကျွန်တော်အမှုဝင်မယ်အရေးယူမယ်နော်အဲအဲ့ဒါကိုကျောင်းအုပ်ဆရာမကြီးပဲဖြစ်ဖြစ်ကျောင်းအုပ်ဆရာပဲဖြစ်ဖြစ်နော်မြောင်းမြဒီအထကနော်6မြောင်းကနော်အဲသိပါစေကျွန်တော်ရဲ့ဒီ TikTok file ပဲဖြစ်ဖြစ်နော်ဘယ်ဘာပဲတွေ့တွေ့တွေ့တဲ့ group တွေကနေကျွန်တော်ကိုဆက်သွယ်လာပြီးပါအဲတိတိယောက်ယောက်အရေးယူပေးပါနော်ကျွန်တော်မခံနိုင်ဘူးအေးတကယ်လို့ဒီခံရတဲ့ကောင်မလေးဘက်ကကျွန်တော်ကသူ့အကိုတာဆိုရင်အဲ့ကောင်မတွေအကုန်လုံး နော်တပ်ဖို့ဝင်လေးတဲ့ကောင်မဟုတ်ဘူးနော်အဲအဲ့ဒါမျိုးတစ်ချက်လောက်ထီထီရောက်ရောက်အေးအေးယူပေးပါကျွန်တော်ဒါပဲပြောချင်တယ်ရန်ဖြင့်ကိုပကအရင်ဥအောင်သားဆုံးဖြစ်လာသမျှပြဿနာတွေအကုန်လုံးကနောက်ကနေလိုက်ဖြေရှင်းပေးမယ်ဆိုပြီးတော့သားသမီးတွေကိုအမြဲအလိုတွန်းတင်ဆုံးမနေတဲ့ ်မိပါတွေပေါ့နော်အခုចောင်းသူလေးတွေဖြစ်ပြက်ပေါ့နော်အဲ့ဒီအဖြစ်ပြက်ကလေးကိုကြည့်ပြီးတော့သင်ခန်းစာယူပေးတဲ့နေပြီနော်အခုမိပါတော်တော်များများပေါ့နော်ဟိုတို့ကြားဘူးနာဝရီအကုန်လုံးကြားနေရတာကအဲ့လိုမျိုးចောင်းမှာပေါ့နော်ပြဿနာတွေပါဖြစ်တယ်ဆိုလို့ရှိရင်သားသမီးကိုချစ်တဲ့ zone နဲ့ကိုယ်ကိုလှုပ်လာပြီဆိုလို့ရှိရင်ကိုကအရင်လိုကိုနဲ့ရံဖြစ်လာပြီဆိုလို့ရှင်ကိုကအရင်ဥအောင်တာလောက်ပလိုက်အရင်ဥအောင်တာချပလိုက်ပြဿနာဖြစ်လာရဲဆိုလို့ရှင်ငါနောက်ကနေလိုက်ရှင်ပေးမယ်အဲ့လိုမျိုးလေးတွေ များတော့အဖြစ်ပေါ့နော်တာသမီကိုချစ်တဲ့စိတ်မခံကျင်တဲ့စိတ်တွေနဲ့မိဘတော်တော်များများအဲ့လိုမျိုးလေးဆုံးမနေကြတာများတယ်ပေါ့နော်အခုနောက်ပိုင်းအဲ့လိုဆုံးမတာနဲ့ပတ်သက်ပြီးအခုဖြစ်တဲ့အဖြစ်ပြက်ကဒါနမူနာပဲနော်ဘလို့ပဲဖြစ်ဖြစ်ကိုကတော့တာသမီးကိုချစ်တဲ့ဇော်နဲ့အဲ့လိုမျိုးဆုံးမလိုက်တယ်ဆိုပေမဲ့အခုမီဒီယာပေါ်မှာဆိုလို့ရှိရင်ဒီလိုမျိုးဟိုအုပ်စုဖွဲ့ပြီးအနိုင်ကျင့်တဲ့ပုံစံမျိုးလေးတွေမြင်ရတွေ့ရတဲ့အခါမျိုးကျတော့ဘာဖြစ်လဲကိုရဲ့တာသမီးကုန်တဲ့ခါကြာဆင်းနေလीနော် ဟိုဒိတ်ခါလဲကြဆင်းနေဟိုအများအမြင်လဲဘလို့မှမတင့်တော်ဘူးကွာဟိုသားသမီးရဟိုတခြားခလေးတယောက်ကိုအဖွဲအစည်းနဲ့အနိုင်ကျင့်နေเนาะ ဒါကိုမြင်ရတွေ့ရတာလည်းမိဘတယောက်အနေနဲ့ဘလို့မှအဆင်မပြေဘူးလीเนาะအဲပြောချင်တာမိဘတွေအနေနဲ့ပေါ့เนาะဒီကိစ္စဒီပြဿနာမှာအကြောင်းနဲ့လည်းနည်းနည်းလေးသက်ဆိုင်နေဆိုပေမဲ့ပေါ့เนาะအကြောင်းမှာဒီမှာ uniform ကိုပြီးတော့ဖြူနယ်ဆိုင်ဝတ်ပြီးငါလောက်ချင်တာလုံးလုံးလို့ရတယ်ဆိုပြီးတော့ချဲလဲနေတဲ့ပုံစံမျိုးချဲလဲနေတာအဲအကြောင်းမှာလည်းတောင်းဝန်ရှိတယ်လို့မိဘတွေအနေနဲ့ဒီလိုမျိုးသားသမီးတွေစိုးသွမ်းနေအောင်ချဲလဲခွင့်ပေးထားတဲ့ တအားလိုလိုက်ထားတာကလည်းမှားတယ်ပေါ့เนาะအဲ့တော့မိဘရဲ့အနေနဲ့လည်းသာသမီကိုတတ်နိုင်သမားပေါ့เนาะဆုံးမတဲ့လမ်းကြောင်းလေးတွေမလွဲစေချင်ဘူးမမှားစေချင်ဘူးအဲဖြောင့်မတ်တဲ့လမ်းကြောင်းလေးနဲ့ပဲဆုံးမပါလို့เนาะဒါကဘယ်လိုပဲဖြစ်ဖြစ်တော့မှမြင်ရတွေ့ရတာအဆင်မပြေဘူးလीเนาะအခုဆိုလို့ရှိရင်ဒီအဲ ဒီအကျူးလွန်ခံရတဲ့သမီးလေးရဆိုလို့ရှိရင်ကျောင်းတော်မတက်ရဲတဲ့အထီကိုဖြစ်သွားတယ်ပေါ့နော်ကျူးလွန်တဲ့သူတွေကတော့အေးဆေးပဲငါမိဘတွေကဘာဖြစ်ဖြစ်ငါ့ကိုလိုက်ရှင်းပေးမှာပဲငါနောက်မှာငါမိဘတွေရှိရဆိုတော့စိတ်နဲ့သူကတော့နေမြဲတိုင်းနေတွားမြဲတိုင်းတွားနေရပေါ့နော်အဲကျောင်းကလည်းဘာမှအရေးယူတာမျိုးမလုပ်ဘူးဆိုတဲ့အခါကျတော့အဆင်မပြေဘူးလေနော်အဲ့တော့ဒီကိစ္စဒီဖြစ်စင်မှာကျောင်းဘက်မှာလည်းတာဝန်ရှိတယ်လို့မိဘတွေဘက်မှာလည်းတာဝန်ရှိပါတယ်နော်သားသမီးကိုစုံမတဲ့နေရာမှာလမ်းကြောင်းမလွဲသွားဖို့ကလည်းအရန်ကိုအရေးကြီးပါတယ်ရှင်နော်အဲ့တော့ နှစ်ဖက်စလုံးက PPCC လေးလောက်ပြိမဲ့ဆိုလို့ရှိရင်ခလေးတွေကဒီလိုမျိုးရိုင်းဆိုင်တဲ့အပြုံမှုတွေပေါ့နော်ဖြစ်လာမှာမဟုတ်ဘူးလုံးဝကတော့မြင်တယ်အဲ့တော့မိဘတွေအနေနဲ့လည်းခလေးတွေကိုတင်ပြမှုတွေမမှားနဲ့အเจ้าအနေနဲ့လည်း ကိုယ့်ရဲ့အဖြူအစိမ်းဝစ်ပြီးတော့မှဒီလိုရန်ကားနေတာဖြစ်တဲ့အတွက်ကျောင်းပြင်မှာမှဖြစ်တာမှန်ပင်မဲ့အဖြူအစိမ်းဝစ်ပြီးတော့ရန်ကားနေတာဖြစ်တဲ့အတွက်ပညာမှုရေးမှုယုံနေအနေနဲ့ဒါကိုထိထိရောက်ရောက်အရေးယူဆိုကြတယ်ပေါ့နော်ဒါမှကျောင်းသားကျောင်းသူတွေအနေနဲ့အချင်းချင်းဒီလိုမျိုးအဲတောင်းတဲ့တောင်းနိုင်ချက်စီနဲ့လောက်တာအနိုင်ကျင့်တာမျိုးလေးတွေထပ်ပြီးတော့မဖြစ်ပါနဲ့နော်အဲ့တော့နှစ်ဦးနှစ်ဖက်စလုံးဒါကအစဉ်ပြေအောင်လို့ပေါ့နော်ခလေးတွေကိုရင်ကျေးလိမ်မအောင်လို့တုံတင်ဆုံးမကြပုံမှကတော့မြစ်တာရက်ခန့်ခြင်းနဲ့ခလေးတွေကလည်းတော်တော်လေးကိုစိုးတယ်နော်မြင်ရတာအဲ့တော့မိဘတွေအနေနဲ့ ပို့ပြီးတော့ထိမ့်သိမ့်ဖို့လိုအပ်တာပေါ့နော်အခု live မှာတွေ့နေရတဲ့ကျောင်းသူလေးတွေရဲ့ဗီဒီယိုပေါ့နော်ဒီဗီဒီယိုကဟို live မှာတင်လိုက်လို့ဒါဒီလိုမျိုးရံပွဲကိုတွေ့ကြတာလေနော်ခေဆက်ဆက်ကျောင်းတိုင်းကျောင်းတိုင်းမှာဒီလိုမျိုးတစ်ဖက်နဲ့တစ်ဖက်အနိုင်ကျင့်နေတဲ့နီလန်ပေါင်းစုံနဲ့နော်အနိုင်ကျင့်နေတဲ့ကိစ္စတွေအများကြီးရှိရ live မှာမတင်လို့ဒါလူတွေမသိကြတာနော် ်ဖြည့်ရှင်းပေးနေရတဲ့ဆရာဆရာမကြီးဆိုတာလည်းအများကြီးပဲကြုံမှုမှာနော်အဲ့ဒါမဲ့ဒီကိစ္စမှာတည်ကျင်တာလေးတွေရှိရပါတော့။ဘာကြီးတည်ကျင်တာလဲဆိုတော့နံပါတ်1ဒီဗီဒီယိုဒီကလေးမလေးဘာလို့တင်တာလဲပေါ့နော်အဲ့တော့ဘာလို့တင်တာလဲဆိုတော့အဖြေပြန်စဉ်းစားကြည့်တယ်သူတို့ကဒီလိုမျိုးတစ်ဖက်လူကိုနှိပ်စက်တစ်ဖက်လူကိုရိုက်နှက်ပြီးတော့နော်လောက်ရတဲ့ feeling ကပျော်နေကြတယ် ီလိုမျိုးလောက်ရတာဟာဂုံယူစရာအောင်နိုင်စရာအဲเนาะကျင်းနဲ့စရာအဲသူတို့ကိုသူတို့ဟီးရိုးပေါ့အဲသူရဲကောင်းဖြစ်နေရပေါ့အဲဒီလိုမျိုး feeling သူတို့ခံစားနေရလို့ဒါဒီလိုဗီဒီယိုကို live မော်တင်တာเนาะအဲ့တော့ဒီကိစ္စကဒီဒီအတွေးခေါ်ကဒီသမီးလေးတွေအတွက်အနာဂတ်မကောင်းနိုင်တဲ့ကိစ္စရဲ့ကြီးပေါ့เนาะနောက်နံပါတ်2မိကုံးကကြတော့ဗာလဲဆိုတော့ ရိုက်ခံရတဲ့သမီးလေးရောဘာမှရေလှုပ်ထားလဲတော့မသိပေမဲ့ဘာဖြစ်လို့အဲ့လောက်ထိငြိမ်ခံတာလဲပေါ့နော်တငယ်ချင်းတွေကိုချစ်တဲ့စိတ်ရှိလို့လားသူတကယ်ပဲသူလှုပ်ထားတဲ့အမှားကိုအရန်မှားပါတယ်လို့သူကိုယ်သူနော်လက်ခံထားလို့လားပေါ့နော်အဲဒီလိုမျိုးမေးမိတယ်နောက်နံပါတ်3မေးခွန်းကဘာလဲဆိုတော့အခုသပင်းတွေဆွဲပါးတွေရိုက်နေတဲ့သမီးလေးတွေရောဘာကြောင့်ဒီသပင်းဆွဲပါးရိုက်တဲ့ကိစ္စကိုလွယ်လွယ်တကူနော်အလွယ်တကူ လုံလုံရှင်ရှင်အေးသက်သာလုံနိုင်တာလဲပေါ့နော်လူတယောက်ကိုပိုက်ရိုက်ဖို့သမင်ဆွဲဖို့ဆိုတာတောင်းတောင်းလွယ်တဲ့ကိစ္စမဟုတ်ဘူးလေနော်ဒါပေမဲ့တို့ကဗီဒီယိုရိုက်မှန်းလဲသိရဲအဲဒါကိုလည်းသမင်စားရေတောက်နော်အာရိုက်နိုင်တယ်ရိုက်ချက်ကြီးကလန်ထွက်နေရတယ်နော်အာအဲ့ဒါသမင်စားရေတောက်ရိုက်နိုင်တယ်အဲဘာကြောင့်ဒီလိုမျိုးလုံရက်တာလဲပေါ့နော်လုံနိုင်တာလဲပေါ့ဒါကိုသိချင်တာပေါ့ဒါပေမဲ့ဒီဖြေအတွက်ပြန်စင်းစားလိုက်ပြန်ရင်လည်းဒီသမီးလေးတွေရဲ့ပတ်ဝန်းကျင်မှာဒီလိုမျိုးပါရိုက်နားရိုက်သမီးတွေစောင့်ဆွဲရတဲ့ဆိုတဲ့ကိစ္စက တွေ့နေကြမြင်နေကြရိုးနေပြီဆိုတဲ့ကိစ္စလည်းဖြစ်နိုင်တယ်အဲဒါသူတို့ရဲ့ပဝင်းခြင်းမှာနော်ကလေးတွေကဒီရွယ်ကသွန်သင်ဆုံးမလို့ကောင်းတဲ့ရွယ်ပုံသွင်းလို့ကောင်းတဲ့ရွယ်ပေါ့နော်သူရဲ့နေထိုင်ရာပဝင်းခြင်းပေါ့မူတည်အယမ်းမူတည်အများကြီးမူတည်တယ်နော်အဲသူတို့ရဲ့ပဝင်းခြင်းမှာဒီလိုပ้ายိုက်နားရိုက်အော်ဆဲပြောဆိုနေတဲ့ကိစ္စတွေဟာဂုံယူစရာအများနဲ့တွေ့နေရတဲ့နော်ရိုးနေပြီဖြစ်တဲ့နေ့စဉ်တွေ့မြင်နေကြကိစ္စတွေလည်းဖြစ်နိုင်တယ်ဒီလိုမျိုးပတ်ဝန်းကျင်မှာရှင်သန်နေရတာမို့လို့ ဒီလောက်ထိလက်ရင်နေရလဲဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်သမီးလေးတွေအတွက်စိတ်မကောင်းပေါ့နော်အဲ့နောက်ဆုံးမေကွန်ပေါ့နော်သိကျင်တာပါလဲဆိုတော့ဒီကိစ္စတွေဒီလိုတွေဖြစ်နေတာကိုဒီသမီးလေးတွေရဲ့မိဘတွေသိကြလာပေါ့နော်သိတယ်ဆိုရင်ရောဘလို့တွေဆုံးမလဲပေါ့နော်ဘလို့တွေပြောဆိုဆုံးမပြီးတော့ဘလို့တွေဒီကိစ္စကိုနော်စီစဉ်ရလဲပေါ့ဒါတော့ အရန်သိကြတယ်နော်အဲ့တော့ကိုကိုတိုင်းလဲသမီးနှစ်ယောက်မွေးထားတဲ့မေမေပြီးရင်ចောင်းသူចောင်းသားတွေအများကြီးနော်ចောင်းသားတွေရောចောင်းသူတွေရောအများကြီးကိုစာတင်နေရတဲ့ဆရာမတယောက်ဆိုတော့ဒီအဖြေလေးကိုတော့ရမ်းသိကြတယ်နော်အတိရသူတွေရှိလို့ရှင်လဲ comment မှာပြောပေးခဲ့ပါဦးနော် ဟုတ်ကဲ့ပါမျိုးလူရေမွေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအုပ်စုဖွဲ့ပိုက်ရခဲ့တဲ့အကြောင်းသူတွေကဒီအကြောင်းပြန်တက်နေတဲ့ဒီနိနာသူကတော့အကြောင်းပြန်တက်ခြင်းမရှိဘူးပေါ့နော်ဒါတော့မဖြစ်သင့်ဘူးလို့တော့ထင်ပါတယ်ဒီအပြစ်ရှိတဲ့သူကိုအပြစ်တော့ပေးတင်တယ်ပေါ့နော်ဒီအုပ်စုဖွဲ့ပိုက်ရခဲ့တာနဲ့ပတ်သက်ပြီးတော့ဒီမိပတွေက60ရာခိုင်နှုန်းတာဝန်ရှိတယ်ဆီယမ်မတွေကလည်းဒီယူနီဖောင်းနဲ့ဖြစ်တဲ့အတွက်40ရာခိုင်နှုန်းနဲ့တာဝန်ရှိတယ်လို့တော့ထင်ပါတယ်ကြည့်တဲ့အမျိုးတွေလို့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေထင်မြင်စက်ချက်လေးတွေလည်းဗီဒီယိုလေးအောက်မှာ comment လေးရေးခဲ့ပြီးလို့ရပါရဲ့ရှိဒီအကိုကလည်းဒီညနာသူ ဘက်ကနေပြီးတော့တရားရင်ဆိုင်ပေးမယ်ဆိုတာကတော့ဝမ်းသာစရာပေါ့နော်ဒီဗီဒီယိုလေးကိုလည်းမြန်မြန်လေးလိုက်ရှယ်လေးလို့တပ်ပြီးပို့တောင်းဆိုပါတယ်ဒါမှလည်းနေနာသူဘက်ကတိပြီးတော့ဒီတရားရင်ဆိုင်နိုင်မှာပေါ့နော်နောက်ထပ်လည်းမှဆက်လီတဲ့နေ့ဟာတပ်ဗီဒီယိုတွေပို့တူတာရက်စားဗီဒီယိုလေးတွေကိုနေ့စနေ့တစ်စပ်ပြတ်မှာမှုမော Channel လေးကိုလိုက် Subscribe နဲ့တပ်ပို့တောင်းဆိုပါရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါ